စနေသားသမီးမိတ်ဆွေအားလုံးမင်္ဂလာပါခင်ဗျာ2025ခုဇွန်လအတွက်တလားသာဟောဒရန်ကိုဟောကြားပေးမှာဖြစ်ပါတယ်ဒီကာလမှာစနေသားသမီးမိတ်ဆွေအပေါင်းတို့အနေနဲ့ခရီးကြီးသွားဖို့ရှိပါတယ်ကိုယ်အတွက်ကြိုးပေးမဲ့ခရီးဖျားဖို့ခရီးအပျော်ခရီးမျိုးတွေဒီကာလမှာသွားဖြစ်ပါလိမ့်မယ်ကဲဝေး ိမိကခရီးမထွက်ဖြစ်ဘူးဆိုရင်တောင်မှမိမိအိမ်ကတူဦးခရီးထွက်ရတတ်တဲ့ကာလမျိုးဖြစ်ပါတယ်ခင်ဗျာနောက်ပြီးတော့အတန်နဲ့ပတ်သက်တဲ့ပစ္စည်းတွေထူးထူးခြားခြားဝင်လာတာမျိုးကြုံရတတ်ပါတယ်ဥပမာဟန်းဆက် TV စောင်းပေါက်စသဖြင့်ပေါ့နော်အဲဒါလိုအတန်နဲ့ပတ်သက်တဲ့ပစ္စည်းတွေထူးထူးခြားခြားဝင်ရောက်လာတတ်ပါတယ်နောက်ပြီးတော့အတောင်ပေါက်တဲ့တတ္တဝါတွေမိမိအိမ်ကိုထူးထူးခြားခြားဝင်လာတာမျိုးကြုံရတတ်ပါတယ် အဲ့လိုဝင်ခဲ့မယ်ဆိုရင်တော့ကိုယ့်အတွက်ကံကောင်းတယ်လို့ဆိုရမှာဖြစ်ပါတယ်။နောက်ပြီးတော့အဖို့တန်နဲ့ပေါ့နော်ဒီစစ်ပစ္စည်းစိန်ခမ်းပစ္စည်းစတာမျိုးတွေထူးခြားခြားဝင်လာတတ်ပါတယ်။နောက်ပြီးတော့ဆရာအလုံးနဲ့အတက်မွေးတဲ့သူမျိုးတွေပေါ့နော်ဥမာဆေးဆရာဆရာဝင်စသဖြင့်ဒါမျိုးတွေလည်းမိမိအင်ကိုရောက်ရှိလာတတ်ပါတယ်။ရောက်လာတာတော့ကောင်းတော့ရောက်လာခြင်းဖြစ်ပါလိမ့်မယ်။ ောက်ဒီကာလမှာကိုလက်ရှိနေတဲ့နေအိမ်ကြီးမှာကိုဝင်ဆောင်တဲ့ရှိနေတတ်ပါတယ်အဲ့ဒါလို့ရှိရင်တော့ကောင်းပါတယ်ပေါ့နော်ကိုဝင်ဆောင်တဲ့မရှိဘူးဆိုရင်တော့နည်းနည်းသတိထားရပါတယ်အမှုခင်းရုံကစတာတွေနဲ့ပတ်သက်ရတတ်ပါတယ်နောက်ပြီးတော့ကိုရဲ့အိမ်ခြေရင်းဘက်မှာအဲ့စနဲ့ပတ်သက်ပြီးတော့မှတက်လိုက်တာတို့မိလနာတို့တကူကူခံရတာတို့ပေါ့နော်ဒါမျိုးတွေလည်းကြုံတွေ့ရနိုင်ပါတယ်နောက်ပြီးတော့ အပျော်ပါ၊လောင်ကစားစတဲ့ကိစ္စမျိုးတွေဒီကာလမှာအထူးဒုက္ခပေးတတ်ပါတယ်။နောက်ပြီးတော့အိုးရင်ပြောင်းရတာ၊အလုပ်ပြောင်းရတာ၊နေရာပြောင်းရတာ၊အလုပ်ပြုတ်တာ၊အလုပ်ကထွက်ရတာစတဲ့အကြောင်းအရာမျိုးတွေဒီကာလမှာဖြစ်တတ်တဲ့ကာလမျိုးဖြစ်ပါတယ်။မိမိရဲ့အထက်လူကြီးအကြီးအကဲစတာတွေနဲ့အဆင်မပြေကြီးစွာကြုံရတတ်ပါတယ်ခင်ဗျာ။ ငွေကြေးရတော့မရှိလို့ကြက်တဲတာမျိုးတော့မဟုတ်ဘူးပေါ့နော်ရှိလျက်နဲ့ကိုကအဆင်မပြေဖြစ်တာမျိုးတွေကျင်ဝါတတ်ပါတယ်ကိုအလုံးမှငွေမြုပ်နေတာမျိုးပေါ့နော်ဒါမျိုးတွေဖြစ်တတ်တယ်ဒါပေမဲ့ပုံမှန်မဟုတ်တဲ့ငွေမျိုးတွေလည်းထူးထူးခြားခြားဝင်လာတာမျိုးရှိပါလိမ့်မယ်မိမိအလောက်ကမဟုတ်ဖဲနဲ့ပေါ့နော်ဥပမာထိပေါက်တာတို့သူတို့ကအကူကြီးထောက်ပံ့တာတို့ဒါမျိုးတွေထူးထူးခြားခြားငွေဝင်တတ်တဲ့အကိန်းဖြစ်ပါတယ်နောက်ပြီးတော့ အနေတရိထားမှာပေါ့နော်မိတ်ဆွေရင်ဆရာရင်စတာတွေနဲ့အဆင်မပြေကြီးစွာဖြစ်တတ်ပါတယ်ညီကိစ္စအမွေကိစ္စကိုအကြောင်းပြုပြီးတော့မှပြောဝဆိုဝဖြစ်ရှင်းရတာမျိုးတွေဒီကာလမှာဖြစ်တတ်ပါတယ်အပြီးတော့အိမ်အောင်ရှိတဲ့သူတွေဆိုရင်တော့အထူးတရိထားမယ်ကာလဖြစ်ပါတယ်ဘာမဟုတ်တဲ့ပြဿနာလေးရနေစပြီးတော့မှအမိုက်ကစပြတ်တတ်မီလောက်ဆိုသလိုပေါ့နော်နောက်ဆုံးကွာရကွာရတဲ့အထိဖြစ်တတ်တဲ့ကာလမျိုးဖြစ်ပါတယ် အဲ့တော့အခြေရေနှလုံးသားရဲ့ကိစ္စတွေမှာတော့အခက်အခဲလေးတွေရှိပေမဲ့နောက်ဆုံးမှာပြည်လဲသွားဖို့ပြင်ရှိပါတယ်ခင်ဗျာ။ကျန်းမာရေးနဲ့ပတ်သက်ရင်ဥကောအာယုံကျော်အစက်အမြင့်ဝမ်းပိုက်စတာတွေဥပတ်ပေးရပါတယ်။ဒီကာလမှာခံကောင်းစီမဲ့ကဏ္ဍတွေကတော့၄ကဏ္ဍ၆ကဏ္ဍဖြစ်ပါတယ်။ခံကောင်းစီမဲ့အယောင်ကတော့ဝိုးပြာယောင်အပြာယောင်ဖြစ်ပါတယ်။ဒီကာလမှာ ဉာဏ်ခိုက်ပြီးပြပြောက်ပြီးတော့မှကောင်းကျိုးချမ်းသာတွေရရှိလာစေဖို့အတွက်တောက်ကြနေမနဲ့ဆော့ဆော့မှကိုယ့်ရဲ့အိမ်ဖျားမှာရှောက်တည်းအမဲ့လေးလုံးကတ်လို့ပြီးတော့မှဆုတောင်းပါခင်ဗျာ။